ာပြညချန်နယ်ကို အစင်မပြတ်နားဆင်အားပေးနေကြတဲ့စာပေချစ်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စိတ်ဝင်စားဖွယ်ပရလောကရင်းနှင်းဖွယ်ဖြစ်ရမယ်ဇလန်းလေးတပုတ်ကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်ကျေးဇူးတော်ရှင်မိုးကုတ်ဇာတော်ဘုရားကြီးမှဓမ္မတန်ဝေကနေဩဝါဒဂါရများရေးခဲ့သည့် ဖြစ်ပျက်သမယသင်္ခါရဒုက္ခသစ္စာမှတ် ပြပြမှုမှာငါကောင်းတဲ့ခင်မင်တမှုတရားမတ်စည်းစိမ်ချမ်းသာကိုယ်သာတောင်းတ၍ဒါနသီလကိုအားထုတ်လုံလပြုသူကကိုကိုကိုတန်တရားဝိတုခမှာရောင်းစာပေါင်းနှံသူမြည် မရှိဘဲမှန်ကန်ခြင်းကတမှုတိသေသောအဟုတ်ရှိ၍မှန်ကန်ခြင်းသောပရမတ္ထသေသောနေရသူဂရိနှင့်မြမပြီရောက်လိုပါကပရမတ္ထသေသောကိုတည်၍ကြိုးစားရ၏ နိဗ္ဗာန်မတ်ဖို့ကိုရလို့ရောက်လို့ပါကပရမတ္ထသစ္စာကိုကြိုးစားအားထုတ်ရာဤသမုဒိသစ္စာကို နားမလည်လို့ပေးရင်တော့ငရဲတလိဆန်ပိတ်တာအသူရကဲဆိုတဲ့လေးပါအပေကိုကြာအံကိလေသာကိုအတိနဲ့စင်ကြယ်စေ၍ညာနဲ့ပေတတ်ပါ လောင်စာသိမ့်ပြီးမိငိမ့်ခြင်းရဲ့မခင်အလုတ်ကိုလှုပ်ပါရာခဲတဲ့လူဘဝလေးမှာ အချိန်တွေအလကားမဖြုံးတီးပါနဲ့သစ္စာတိက ဝိဇ္ဇာအရိယသစ္စာမတိကအဝိဇ္ဇာလူအန္တခန္ဓာနဲ့လောင်စာထင်းဇေယကမိတန်တရားတလျှောက်လုံးမှာလူနဲ့ပြမဘေခန္ဓာရရလောင်စာနဲ့မိတွဲနေနေတာပဲဖြစ်မိခန္ဓာရှိရင်ဝေဒနာမကင် ခန္ဓာ၅ပါးကို96ပါးယောဂါကပိုင်နေလူနဲ့ပြမတရားဝါဆိုတာမရှိ ခန္ဓာ၅ပါးသာလျင်ရှိသည် သို့တော်ကိလေသာတူပြောသူမေတ္တာရှင်မာလီမာနီတန်ရောစင်မာလီမာနီမာနီရဲ့အကြောင်းမာနီရဲ့အထုပ်ပရိကလွန်စွာမဂယုဏတပ်ဖွဲ့ကောင်းနေလွန်စွာမလည်းဆွဲလမ်းမှုကြီးမာရီဒါကပဲတရေမမာနီရဲ့အဖြစ်ပြက်အကြောင်းပဲဖြစ်ပါတော့ရီတရေမမာနီဒါမှမဟုတ်အစိမ့်တေမမာနီ တိုင်းကရန်ကုန်တိုင်းဒေသကြီးမြို့နယ်ကရွှေပြည်သာမြို့နယ်ရွှေပြည်သာမြို့နယ်တွေကမှဝါဒီယာရွာဆိုတဲ့တငင်းကုန်းလမ်းစုံမှာအမှတ်လေးလမ်းမကြီးတိုင်းလာရင်ဇီးကုန်းကြီးရွာဘုံရှိကုန်းတာတူအုပ်ဖို့လော်ကား စားရည်ကြီးရွာများပြင်တရာကြီးလိန်ကုံဝါဒီယာရွာကိုရောက်တဲ့ရွှေပြည်သားမျိုးနယ်မှာနှစ်ပရိတ်စေတာကြာညောင်းခဲ့ပြီဖြစ်တဲ့ဖျားစီရီကြီးနှစ်ဆူရှိတဲ့တဆူကမြို့ရဲ့အရှိတ်မှာတည်ရှိပြီးကတူကံဖျားရှင်လက်ထက်ကလေးကအစာပြုတည်ထားခဲ့တဲ့တတန်းအရေဆုံးတာရုကံစီရော်မြတ်ဖြစ်ပြီးတဆူကတော့မြို့ရဲ့အနောက်ရက်မှာမင်းပန်တူစီရီတော်မြတ်ပဲဖြစ်တဲ့အရှိတ်သားတို့အနောက်မင်းပန်တူလို့တွင်နေတဲ့ လိုင်းမြေဝါဒီယာမြေကမြမပြေးမြောက်ပြမိခနဲ့မလီခကိုမြေပြားခံပြီးစီစဉ်ခဲ့တဲ့ ERD မြေကြီးရဲ့မြေပွားများတာဖြစ်တဲ့ထိုဝါဒီယာမြေကြီးရဲ့ကန္နဖူးပေါ်မှာရွာတည်ထားတဲ့ဝါဒီယာရွာကလည်းတတန်းရင်ရွာကြီးတူရပဲဖြစ်တော်ရီဝါဒီယာရွာဝါဒီယာမြေကြီးအနောက်ဘက်ချမ်းမှာကျူပင်များရှိတဲ့ထိုကျူပင်များကိုလေနဲ့ကူးဖြတ်ပြီးကျူပင်ခုတ်ပြီးကျူပြရက်လောက်က အသက်မွေးဝမ်းကြောင်းရသူကမာနီဖြစ်တဲ့မာနီကစင်းရဲတဲ့ ည်းသို့တော်လှရည်မာနီမှာမျက်မမြင်အမေအူကြီးတဦးရှိည်းလှပါတဲ့ချော်ရည်မာနီကိုရွာကာလာသားတို့ကလေးပူပန်းနေရွှေပြည်သားမျိုးနေမင်းပန်သူဇီရီကိုဖျက်ပြီးလာကြရည်ပန်းချံ16ဆိုရည်ရက်ွက်စုကြီးမှကြည်ရတဲ့လူချမ်းသာတချို့ကလေးမာနီရဲ့အလောက်ဂုံတရင်ကြော်ကြားတာကြောင့်မာနီကျူပြရမ်းလို့ရဝါတီယာရွာမြောက်ပြားကို အရောက်လာပြီးပူပန်းကြရည် သို့တော်မာနီကိုမြည်သူသောကာလာသားမျိုးကမှမာနီရဲ့မေတ္တာပန်းကိုစူးယူဆင်းမြန်းနိုင်ခြင်းမရှိခဲ့ပြီတချို့ဆိုရင် မာနီရဲ့မေတ္တာကိုစူးယူရရှိနိုင်ရေးအတွက်အရက်ကင်းမဲ့စွာပုထုဇဏောအုံမတကောပြီးပြီးမာနီကျူပြရက်လို့ရကျူပြတဲလေးသူအတင်ရဲစော်နေချင်းကတ်တီအရက်မရှိ ခြေစကားဆိုရီသို့တော်မာနီကလည်းလိမ္မာရင်ကြီးစော်နေညင်းစုညင်းပေခဲ့တာကြီးဖြစ်သည့် သို့တော်မာနီရဲ့မြေတာပန်းကိုအပိုင်အနိုင်ရရှိရေးအတွက်ဝါတရာရွာကြီးရဲ့အနီးကပ်ဆုံးရွာကြီးတစ်ရွာဖြစ်တဲ့ လင်ကုံးရွာရွာလူကြီးရဲ့တဦးဒီတော်သာအောင်မောင်းကတော့အခါချင်းငွေပေးပြီးအောင်းတွေတော်လွတ်တည်သို့တော်လှားရီချောရီမဏီရဲ့ညင်းပေခြင်းကိုခံခဲ့ရသည့်နောက်ဆုံးအောင်မောင်းမှာလူကိုယ်တိုင်လာသည့်သူကိုယ်တိုင်မြေတာစကားဆိုသည့်မိသားဖာသားပြီးပြီးတောင်းရလက်ထပ်ပြရစီလိုခွင်တောင်းသည့်ဘလို့ပဲပြောပြောမဏီရဲ့မြေတာပန်းကိုအောင်မောင်းစုခူးနိုင်ခြင်းမရှိခဲ့ပါ ေတာဆိုတာကအလျားအနံမရှိပေမဲ့အသွားပြန်တော်ရှိစမြေသို့တော်အောင်မောင်းအပေါ်မှာတော့မဟုတ်ခဲ့ပြီဂျိုနီကဝါတီယာယာကြီးရဲ့ရွာပလန်းလူခေါ်ရေးအင်္ဂရီရှောင်းလန်းကြီးဂါဒီယာမြေလိုင်မြေကြီးရဲ့မြေကြီးတိုက်စားမှုကြောင့်ဝါတီယာမြေကအင်္ဂရီရှောင်းလန်းကြီးတကူလုံးဝါတီယာမြေကြီးအတွင်ကို ပြိုကျပျက်စီးသွားရည်နေဖြစ်သည့်ဟုံးဆိုရဲကြောက်လန်းကြီးပြူတန်ကိုဝါတီရွာဆိုရဲရွာကြီးတရွာလုံးကြားလိုက်ရသည် ဂျိုနီမနက်စောစောမာနီကလေးဝါဒီယာမြေကြီးကိုလေတစင်းနဲ့သူကိုယ်တိုင်လှော်ခတ်ပြီးကြောဖြတ်တဲ့ဂျူပင်များကို ခုတ်တဲစီးရအလိုရှိသလောက်ဂျူပင်များရရှိတဲ့အခါဂျူပင်များကိုတဦးတည်းတဲပို့ပြီးမြေကန်းဆက် လေကလေးရှိရာကိုပို့ရလေတစည်းစာပြည့်တဲ့အခါဝါဒီယာရာကြီးကိုကိုယ်တိုင်လှော်ခတ်ကဝါဒီယာမြေကြီးကိုကြောဖြတ်ပြီးနေမောမတိမ့်မီ အရောက်ပြန်ခဲ့တဲ့ ဤမောက်ဝါဒရွာသူအကျော်လာလီမဏီတယောက်အချစ်ကိုစတင်မွေးဖွားခဲ့တဲ့နေ့အချစ်ကြောင့်စတင်ရင်ခုန်ရတဲ့နေ့ကိုကြုံတွေ့ရတော်ရီဝါဒရရာကြီးကိုစီကန်းလာရောက်ဖွင့်လင်းနေဒေါက်တာမင်းမြတ်မောင်နဲ့မဏီမဏီကမြေကန်းဆက်ကအတက်ဒေါက်တာမင်းမြတ်မောင်ပါလေသူကိုယ်တိုင်စီးနှင်းပြီးမောင်းနှင်လာတဲ့မော်တော်ဆိုင်ကလေးစီကန်းကိုမောင်းအဝင် မျက်လုံးချင်းစုံပြီးရင်ခုန်လိုက်မောတယ်လို့ရက်သွေးဖြာပြီးခြေလမ်းမာတော်ရီရွယ်ပိုးလာတဲ့ ဂျူပင်ကြီးရဲ့အလေးချိန်ကြောင့်လို့ပြောလို့ရတော့လေခြေလမ်းမားခြင်းကြောင့်ခြေသဘောတိုင်လဲပြီးလေးချခဲ့ခြင်းလေဖြစ်တော်ရီအမလီ ဒေါက်တာမင်းမြတ်မောင်ကိုရိုင်းမာလေးဈေးကန်းနဲ့အိမ်အိမ်နဲ့ဈေးကန်းသုံးပွင့်ဆိုင်ချလက်ဘက်ရမ်းပြီးပြေလွှာအလုံးလုံးနေရသူမို့မာနီကိုသူဈေးကန်းအနီးမှာနေထိုင်တာကို မသိခဲ့ပြီဒိုနီကမှဈေးကန်းသုံးဈေးပစ္စည်းများလာရောက်ထားရမှာနေမမတိတ်မီအရောက်ပြန်လာတဲ့မာနီနဲ့ဆုံတွေ့ကြခြင်းဖြစ်သည့်အကြည့်ချင်းဆောင်၍ရင်ခုန်ခဲ့ရသူက မာနီတယောက်တည်းမဟုတ်ပြီးဒေါက်တာမင်းမြတ်မောင်ကိုရိုင်းအချစ်ကြောင့်ရင်ခုန်ခဲ့ရသည်ဘယ်နာနာသွားတယ်လေဗျာ ဟိုခြေခြေတော်တအားနာနာနေတယ်ချင်းမာနီကသူ့ရဲ့ခြေတော်လေးကိုလက်ကလေးနှစ်ဖက်နဲ့ဆုပ်နေပြီးဖိနှိပ်နေရင်လှပဖြူဖွေးတဲ့မျက်နှာလေးမှာနာကျင်မှုကြောင့်ရှုံ့မဲ့နေဒေါက်တာမင်းမြတ်မောင်ကမာနီရဲ့လှပတဲ့မျက်နှာလေးကြောင့်ခိတ္တခဏငေးကြောင်ပြီးစူးစိုက်ကြည့်မိလိုက်တဲ့မာနီကဒုတိယအကြိမ်မြောက်ဒေါက်တာမင်းမြတ်မောင်ကို나ကျင်တဲ့ဝေဒနာခံစားနေရတဲ့ကြောင့်ပင်းသက်ပြရင်စူးစိုက်ကြည့်မိလိုက်တဲ့ ဟိုဟိုကျွန်တော်ဈေးကန်းကိုလိုက်ခဲ့နော် အီမာမာနီကဝါဒီရွာရွာကြီးမှာဇေကန်လာဖွင့်နေဆိုပြီးဆရာဝန်ဆိုတာက သူရှိကလူမန်အကြအတိနဲ့အတွေ့အမြင်ကိုတွေးမိကသဘောပေါက်သွားပြီးဂျိုနီကဒေါက်တာမင်းမြတ်မောင်မှမာနီကိုစီတလုံးထိုးပြီးမာနီရဲ့ဖြူဖွေးနူးညံ့တဲ့ခြေတလုံးလေးကိုပနဲ့ဇလင်ဈေးကိုဂွန်လေးနဲ့ပုတ်နေပြီးကပတီးဖြူဖြူဖွေးဖွေးလေးပတ်ပြီးစီးပီးခဲ့ပြီးပြီးတော့ဒေါက်တာမင်းမြတ်မောင်က မာနီကိုအပြုံးလေးတစ်ပွင့်ပြုံးပြလိုက်ပြီးတက်တာသွားပါပါ နာမည်ပဲလို့ခေါ်လေမာနီပါဆရာမာနီမာနီမှာဇေယဝင်ကြီးမင်းမြတ်မောင်ကို ပြုံးပြပြီးခေါင်းငိမ့်လိုက်တဲ့ ပါနီရဲ့ဇက်ခုအာယုံကစတင်လို့အချစ်ကိုစတင်မွေးဖွားခဲ့တော်ရီဒိုနေကစပြီးမာနီနဲ့ဒေါက်တာမင်းမြတ်မောင်တို့ရဲ့ရင်တွင်းမှာအချစ်တရီသားလေးစတင်တရီတီခဲ့တော်ရီဘယ်နေ့ဘယ်ကာလမှမွေးဖွားလာမှာကိုကန်ဆက်ဆရာကလွယ်လို့ဘသူကသိနိုင်ပါမလိအချင်းဆိုတာကကိလေသာဆိုတဲ့တနာတာဖြစ်တာကိုဒေါက်တာမင်းမြတ်မောင်လည်းမသိမာနီလည်းမသိကိလေသာကိုအတိနဲ့စင်ကြယ်ပွားများပြီးညာနဲ့ပေတတ်ပါ ကိလေသာကမိထံမူရီမိလောင်တော့တဘဝတခါတည်ရရီကိလေသာမိလောင်တော့ဘဝတန်တရာဆက်ဆက်ပူလောင်ပြီးငြိမ်းအေးခြင်းဆိုတာမရှိနိုင်မီကိလေသာ၃မျိုးရှိတယ်ဝိတေကမအာယုံ၅ပါးကိုနှစ်သက်တွေ့တာပြီးကာယကံဝစီကံမနောကံတို့နဲ့လောဘဒေါသအယောက်ဖောက်ပြန်ကျူးလွန်မှုကို ပြုစေတတ်တဲ့ကိလေသာတိလပေတတ်မြီ ပရိယုဌာနမနောဒရယမှာထားကြတောင်းကျမ်းတတိကိလေသာတမထာနှင့်ပေသက်ရန်အနုဒအစဉ်ကိန်းအောင်နေ၍အခါခွင့်သင်တဲ့အခါတို့မှာဖောက်ပြန်ကျူးလွန်မှုပြုစေတတိဖုံးအုပ်နေတဲ့ ကိလေသာဝိပဿနာနဲ့ပေသက်ရသည့်ဒိုနေကစပြီးဒေါက်တာမင်းမြတ်မောင်ကစည်းကမ်းလာတိုင်းမာနီစီဝင်နေစည်းကမ်းကပြန်နိုင်လေမာနီတန်ဝင်ပြီးမှပြန်နေမာနီကလည်းဒေါက်တာမင်းမြတ်မောင်ကိုမျှော်သည့်ဆံကေတန်ကြားရင်ငယ်ဆောင်ကြည့်မိသည့်စည်းကမ်းထိုင်ပြီးပြန်ကန်သည်ဆိုရင်လေမာနီကအခါတိုင်းအလှပြင်ခဲ့တဲ့တိုးပတ်မှန်ဝိုင်းလေးကိုထုတ်ကြည့်ပြီးတစ်ဖက်ဖက်တစ်ဖက်ဖက်တပြီးမျောနေမိတာဖြစ်သည့် အကျင့်မီးလောင်ခဲ့ပြီလားမနီအကျင့်မီးစားတဲ့လောင်တဲ့နေ့ကလေအမတ်တင်တင်ရှိခဲ့သည်ဒိုနေကမနီမှာဝါဒီယာမြေတပတ်ကန်းစီကိုကျူးပင်ခုတ်သွားသည် မျက်မမြင်အမေအိုကြီးမှသမီးအလိမ္မာလေးရဲ့ရှားဖွေကျွေးမွေးမှုနဲ့အသက်ဆက်ရသူမှုဖီးအားစင်ရှိမှ သမီးလေးသွားလီရာဂလုံးမတိစူးမညိပါစေကြောင်းစူတောင်းရရှာရီဝတန်ကာလမူကြစောပါရီမိုးကလည်းမောင်းမင်းနေရီအုံအုံတိုင်းတိုင်းရွာရီဝါဒီယာမြေပြင်ကမိုးရီမူးဆက်တို့ကြောင့်အဖွားအိုအဖိုးအိုတို့ရဲ့မျက်လုံးများတဲ့ပွဲမှုံဝါးဝါးနိုင်နေရီ သူအချိန်မှမနီက သူ့ရဲ့လေကလေးနဲ့ကျူပင်ကျူစီးများတင်ဆောင်ပြီးဝါဒရမြေကိုကြောဖြတ်လို့တော်ခတ်ပြီးပြန်လာသည် တို့တော်ထီးကမပေါအဆောင်ကနဲ့တီတို့ကြောင့်မုံမိပြီးအေးဘက်အဖျားဝင်နေဒေါက်တာမင်းမျက်မှောင်အလားချိန်မှလေးမာနီရဲ့မျက်နာလေးကိုမတွေ့စီကန်းကအပြန်မှလေးကျူပြာရမ်းလုံနေတဲ့တေတခုချီရတဲ့ချစ်သူမျက်နာလေးကိုမတွေ့မမြင်ရကမေးလိုက်တော့မှမာနီဖျားနေကြောင်းသိပြီးဇိုးရိမ်တော့ကကြီးစွာနေစီကန်းတွင်ပြန်ဝင်နေစီးရိတ်ဆွဲပြီးစီးယူတယ်စီးထိုးအပ်ယူတယ်အဖျားသွေးစမ်းနေစီးတလုံးထိုးပြီးဒေါက်တာမင်းမျက်မှောင်မှသူ့ ေတသက်မှာလူနာကိုစမ်းသက်စစ်စေးကုသလေးတိုင်းတချိန်တစ်ခါမှာစိုးရိမ်ပူပန်ကြီးစွာမကုသဘူးကိချီးရတဲ့သူအတွက်စမ်းသက်ကုသမှုကိုတော့စိုးရိမ်ပူပန်ကြီးမှုကိုပထမဆုံးအချိန်ကြုံတွေ့လိုက်ရသည်မနီရဲ့အင်္ဂလီကဂျိန်ဝါများကျို့တို့ဂျေဒီနေစုတ်ချလွန်လာတာကိုဇီယာဝင်မင်းမျက်မှောင်တွေ့လိုက်ကြသည်မနီကလည်းအဖျားတွေးကြောင့်မျက်နှာလေးမှာနီနီရဲနေနီနီရဲနေတဲ့မျက်နှာလေးနဲ့ဒေါက်တာမင်းမျက်မှောင်ကိုကြည့်သည် မာနီရှင်မာနီကိုကျွန်တော်လက်ထပ်ပြရစီမာနီကအံ့ဩသွားပြီးတုန်လှုပ်သွားပြီးဘဝအစဉ်တန်းချင်းကွာရာကိုတည်တော့စဉ်စားတွေ့ဝေသွားပြီးဒေါက်တာမင်းမျက်မှောင်မှာမာနီရဲ့မျက်နှာကလေးကိုကြည့်ပြီးမာနီရဲ့စိတ်အတွင်းမှာဘာကိုတွေးနေတာကိုသိလိုက်သည်မဖြစ်မဖြစ်မာနီစကားဆုံးခွင့်မရလိုက်ပေါဒေါက်တာမင်းမျက်မှောင်ရဲ့လက်ဖွားလေးနဲ့မာနီရဲ့ပါးစပ်လေးကိုဖိပေးလိုက်တဲ့မင်းကိုကိုဘာမှမပြောနဲ့ မင်းကိုကိုသိတ်ချစ်တယ်။မင်းဘဝတစ်ခုလုံးမင်းဘဝတစ်ချောင်းလုံးနဲ့မင်းရဲ့အမေအကြီးအတွက်ပါကိုတာဝန်ယူမယ်။မာနီရဲ့ငတိတ်ကိုငွေပေါက်ခံလိုက်ရသည့်အလားထူပူသွားပြီးရုံအောင်ရုံဖို့ခတ်သွားပြီးမာနီကခါလီကိုမတိမတာဖိစိတ်မိပြီးနားရီအိမ်မက်မဟုတ်တာကိုဖျားနေရင်းနဲ့တွေးမိပြီးမာနီကိုသွားမယ်နော်ဘာမှမတွေးနဲ့ဘာမှလည်းမလုပ်နဲ့တည့်ရက်နေ့ကနားနေပါဒေါက်တာမင်းမျက်မှောင်က သူ့ရဲ့အိတ်ထဲမှာတထောင်တန်းတအုပ်ကိုဆွဲထုတ်လိုက်ပြီးချစ်သူမျက်နာလေးကိုစူးစူးဆိုက်ဆိုက်တစ်ချက်ကြည့်လို့မနီရဲ့လက်ဖဝါးလေးကိုညင်ညင်သာသာဖိညင်လိုက်ကတထောင်တန်းအုပ်လေးကိုမနီရဲ့ရင်ဘတ်ပေါ်ကို တင်ပြီးခဲ့ရီဒေါက်တာမင်းမြတ်မောင်မောင်မနီရဲ့မျက်နာလေးကိုကျင်နာယူရစွာကြည့်ပြီးနှစ်ဖူးပြင်ကိုလက်သီးစုပ်လေးနဲ့ညင်သာစွာထူးလိုက်ပြီးလှဲ့ပြီးထွက်ခွာသွားရီမနီကဒေါက်တာမင်းမြတ်မောင်ရဲ့နောက်ကျောပြင်ကိုဝဲတဲ့မျက်ရည်ဝေတဲ့မျက်စိတို့နဲ့ကြည့်ရင် င်ကြံ့ရည်ခဲ့သည့်ပမြင်စတရား၃ပါးရှိသည့်တဏမာနဒိဋ္ဌိဖြစ်သည့်တန်တရားချဲ့တဲ့တရားဖြစ်သည့်ငါကိုငါဟာငါဥစ္စာငါအချစ်ငါပိုင်နေမြေငါတိုက်ငါကောင်းမမြဲတာကိုနေစမြဲတယ်လို့ထင်တဲ့ပပြင်စာတရားတာလျင်ဖြစ်တော်သည့် မနီအဖျားပြောက်ခဲ့ပြီဖြစ်သည့်ဒေါက်တာမင်းမြတ်မောင်မဝါဒရရွာ၏ရွာလူကြီးများကိုမနီကို လက်ထပ်ပြီးပေါင်းသင်းသွားမှာဖြစ်ကြောင်းပြောဆိုရီဝါဒရဒီရလုံးမှာမနီတို့ဝမ်းသာကြရီကျေနပ်ကြရီမနီနှင့်ဒေါက်တာမင်းမြတ်မောင်တို့ရဲ့တရင်ကဝါဒရဒီရလုံးပြင် လင်ကုံးရွာတရာကြီးရွာများကိုတိုင်ကျော်သွားရီ ဂျာကိုလိန်ကုန်းရွာလူကြီးတောင်အောင်မောင်းကကြားရသည်တည်။လားရဲကျော်ရဲမာနီကိုပိုင်ဆိုင်ဖို့အရေးကအကြမ်းဖက်ဖို့အရေးမှာတပါတခြားမရှိပြီ။ဒူနီကမိုးမောင်ကြီးကြနေတယ်။မာနီသွားတက်လာတတ်တဲ့အချိန်ကိုတပည့်တယောက်ကိုဆေးလွတ်ပြီးစောင့်ကြည့်ခိုင်းထားတဲ့အတွက်ကြောင့်အောင်မောင်းမှာအိုးထုတ်ကြီးကြီးတလုံးကိုခတ်အုပ်အုပ်ဆောင်းပြီးဝါဒရမြေကြီးကိုမာနီဂျူပင်ခုတ်ထွက်မဲ့အချိန်ကိုစောင့်ကြည့်နေပြီးလေတစင်းနဲ့အပီအပြင်းစောင့်နေတယ်။ သို့တော့အောင်မောင်းစောင်းကြိုတဲ့နေ့ကမဏီကျူပင်ခုတ်မစင်းမောင်းအောင်မောင်းရဲ့ဒေါသကအထုထိတ်ကိုရောက်နေပြီဖြစ်သည့်တနေဝင်ခဲ့ပြန်ပြီဖြစ်သည့်အောင်မောင်းမှမနက်စောစောလိန်ကုန်းရွာမှဝါဒရွာရွာကိုသွားပြီးလဲကြုံနေဝရိယကောင်းစွာစောင်းကြိုစီးနေလိုက်လာသည့်ဝါဒရွာရွာကိုရောက်တော့အယတမချိုကြီး မော်တာတောင်းထိုက်တို့နဲ့အရက်ကိုခလောလောတောက်ကဝါတူအမြေကန်းဆက်ကိုဆင်းခဲ့တော်ရီဂျိုနီကပြက်တရာကြီးဆိုတဲ့ရက်တာဖြစ်တော်ရီမာနီမာ အင်တီအဟောင်းဆိုင်မှာဝေထားတဲ့ယောက်ျားဝိအင်တီထူထူကြီးကိုထက်ဝေပြီးသူ့ရဲ့လေငယ်လေးနဲ့မြေကြီးကိုဖြတ်ပြီးကူးတော်ရီ အောင်မောင်းကလည်းမိုးမောင်းနေတော့လေစိတ်ဆန္ဒကြီးမားလွန်းသူမှုအသေးသေးမှအစိုးပေါမတက်ဆွဲလန်းခဲ့သူပြီးပြီးမာနီရဲ့အရေးကိုတွေ့တာနဲ့မာနီမှန်ကျင်းတည်တည်လိုက်တဲ့မာနီရဲ့လေနောက်မှာအောင်မောင်းရဲ့လေကလေးမှာမဏီမကတ်လော်လိုက်ခလန်းလန်းကလော်လိုက်နေမမိတမီလေးလိုက်လာရီရုံမသူနဲ့ဖြူစင်သူတို့ရဲ့အားပြိုင်ပွဲကဤအချိန်မှစတော်ရီ မနီမှာကျူတော်ကသူငယ်စဉ်ကလေးကခုတ်ခဲတဲ့ကျူတော်ဖြစ်တော့ရဲဝင့်စွာပဲဝင်နေရဲဝင့်စွာပဲခုတ်တည်ကျူပင်ခုတ်ရင်းနေပြီးချစ်တော်ဒေါက်တာမင်းမြတ်မောင်ရဲ့မျက်နှာချိုချိုကိုတွေးပြီးမြင်ပြီးတော့ပြုံးမိသည်မနီကျူပင်ခုတ်ထွက်တာကိုသိသွားပါကလေဒေါက်တာကြီးကစူပူချိန်မောင်းပြောဆိုမှာကိုအတက်သည်သည်ထိုအချိန်မှာပဲမနီရဲ့လက်မောင်းကိုတင်းတင်းဆုပ်ကန့်ခြင်းခံလိုက်ရသည်ကြည့်လိုက်တော့မနီဘလို့မှမျောမမထားတဲ့အောင်မောင်းဖြစ်နေသည် ။"ဟိုဒါမှလောက်တာလဲအောင်မောင်း။ချစ်လို့နင်းဘဝကိုငါပိုင်ဆိုင်ခြင်းလို့။အောင်မောင်းကပြောလေပြောတယ်။မဏီကိုဖက်လေဖက်တယ်။မဏီကရုံးနေကန်းနေထူရိုက်တယ်။သောသောပူရိသယောက်ျားအားနှင့်မိမအားမူမာနီမှာရုံရင်ကန်ရင် ကျူတော်ထဲမှာလဲကြသွားသည် အောင်မောင်းမှာမာနီရဲ့ကိုလုံးပေါ်သူ့ရဲ့လေးလံနေကိုလုံးကြီးနဲ့ဖိချာရီမာနီကကြောက်တာကတမျိုးမောရာကတဖုံနဲ့ရုံးကန်နိုင်ခြင်းခွန်အားတို့ကင်းမဲခဲ့တော်ရီထိုအချိန်မှာပဲမြစ်တဖက်ကမ်းရှိဝါဒီယာရာကြီးရဲ့တောင်ပြားမှာအတန်ချဲဆက်ကြီးကစူညံစွာနဲ့ထွက်ပေါ်လာရီအတန်ချဲဆက်မှာတချင်းတန်ကလေအဝိကြောင့်ပြတ်တောင်းပြတ်တောင်းဖြစ်ကကြားကြည့်တလေမကြားကြည့်တလေနဲ့မာနီရဲ့နားအတွင်ကိုတိုးဝင်နေ အောင်မောင်းကလည်းသူ့ရဲ့အလိုဆန္ဒပြေးဝါခဲ့ပြီးမှတဟဲဟဲနဲ့မာနီအနာကိုထမ်းမှန်ဒုက္ကဋိမာနီမယူကျုံမရခြင်းက အစီပြန်နေတဲ့အောင်မောင်းရဲ့မျက်နှာကြီးကိုတွေးမြင်ကစိတ်မဒေါသအသွင်ကူးပြောင်းပြီးအောင်မောင်းရဲ့အစီပြန်နေတဲ့မျက်နှာကြီးကို မာနီရဲ့လဝါနူးနူးလေးနဲ့အာကုံလွှဲရိုက်ချလိုက်သည့် အမောင်းကအလင်းငိုက်မှုတကြောင်ခြေတော်မာနီကဤကဲ့သို့ပြည့်ရလီမဲလို့မထင်ရတာကတကြောင်မာနီရဲ့တမ်းမာလှရဲပါရိုက်ချက်ကြောင်တကြောင်အကြောင်းကြောင်နေမိပွင့်မတက်ခန်းစားလိုက်ရပြီးအမောင်းရဲ့မျက်နှာမှာခတ်ထံမာကြောသွားကမာနီရဲ့သပင်ကိုခတ်တင်းတင်းဆုပ်ကင်ကဤသို့ပြောလိုက်သည်ဒီမှာမာနီနင်ဟိုဆရာဝန်စုပ်ကိုယူမဲဆိုရင်နင်တို့နှစ်ယောက်လုံးကိုငါတတ်မြင်မဲဆိုတာနင်မှတ်တာကြားလား အောင်မောင်းကကြားလာဆိုတဲ့စကားကိုနောက်ဆုံးပြောပြီးမာနီရဲ့သပင်ကိုစုပ်ကင်ထားပြီးသူ့ရဲ့လက်ကိုလည်းစောင့်ပြီးတွန့်ပြတဲ့အတွက်မာနီမှအနောက်ဘက်ကိုရင်းရိုင်လဲလို့သွားကောမာနီကယူကျုံမရခြင်းကြီးစွာခံစားခဲ့ရပြီးမြေပြင်မှာမှောက်ချကဂျူတော့အတွင်တသိမ့်သိမ့်ရှိုက်ပြီးတရှိုင်မမတ်ငိုကြွေးတော်သည့်အောင်သေးအောင်သားစားခဲ့ရပြီးဖြစ်တဲ့အောင်မောင်းကလည်းတနာငဲညာခြင်းမရှိပေမာနီနဲ့စန်းကျင်ဘက်အရက်ကိုထွက်ခွာသွားတော်သည့် မနီကတော့ဘဝကိုပန်းကောင်းအညွန်ချိုးတော်ရီလူရုံမှာအောင်းမောင်းရီအစီပြန်နေတဲ့မျက်နှာကြီးကိုအာယုံမှာမမြင်လို့တော်လေတရေဝဲဝဲပေါ်လို့လာတော့ချစ်သူဒေါက်တာမင်းမြတ်မောင်ရီဒီဒီခံရပြီးသူမဘော်ဂယုနာမြတ်ဝန်းများနဲ့ ကြီးတဲ့ပုံများနဲ့ကျင်နာယူရမှုများကိုတွေးထင်မြင်ရောက်ယူကြုံမရကြီးစွာခံစားရရမိမိရဲ့ဘဝကမြည်သွမြည်ပုံစီမံရမှာကိုဆုံးဖြတ်ရခံနေတော်ရီကျင်းသေးတာကတော့မိမိခြေရာတွေမိမိကိုချစ်တဲ့ဆရာဝန်ဒေါက်တာမင်းမြတ်မောင်ကိုလက်ထပ်ပေါင်းသင်းရေးကလုံးဝမဖြစ်နိုင်ဆိုတဲ့အဖြေကတော့ကျင်းသေးလာရီမိမိရဲ့မတန်ရှင်းလာတဲ့ခန္ဓာကိုယ်ကိုချစ်သူကိုမနှင်းအပ်နိုင်တော့ ဒိုနေကကျူပင်ခုတ်ထွက်သွားတယ်မနီမကျူပင်ကျူရိုးတော်မပါပေလီလေးတစည်းကိုအားရင်နှုံးကြီးစွာနဲ့လောက်ခန့်ရင် အင်ကို ပြန်လာ ರಿ အိမ်မော်ကိုရောက်တော့ဘာမှမပြော မစားတော့တော့အိယာလေးကိုတန်းဝင်ပြီးငိုရီမျက်မမြင်ရှာတဲ့မိခင်ဦးကြီးမှမမြင်မဆန်းနဲ့သမီးဖြစ်သူတန်းကိုစံတဝါဝါလာ ರಿ သမီးမနီဘာဖြစ်လာတာလဲဘာမှမဖြစ်ပါဘူးအမေ ငိုရှာရင်းနဲ့ဖြီးတဲ့မျက်မမြင်အမေအိုကြီးမှတမိဖြစ်သူမာနီရဲ့မျက်နှာလေးကိုလဝါးနဲ့စမ်းနေတမိရဲ့ပားပြင်မှမျက်ရည်စာများကိုတိုးတီးမိတော့ထိုးတို့မိတော်ရီတမိဘာဘာပြစ်လို့လဲမာနီကရိုးရိုးရှင်းရှင်းပဲဖြီးတဲ့တမိဘဝပြက်ခဲ့ပြီ အမေရဲ့ဟမ် မာနီရဲ့အမေအိုမျက်မမြင်မကြီးကလူဘဝရဲ့အတိန်အနက်အကျဲအပြောအငူအရှိုက်အရေအမောတို့ကိုကောင်းကောင်းကြီးခွဲခြားနိုင်သူဖြစ်သည်ပြောစမ်းသမီးသမီးကိုဘသူစော်ကားလိုက်တလဲလူရုပ်ဝါတယောက်ရဲ့လက်ချက်အမေမျက်မမြင်အမေအိုကြီးရဲ့မျက်စိကိုဝိုင်းဆက်သွားပြီးမေးကြောတို့ထောင်တက်လာပြီးပြီးတော့တပြင်းမောကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်တော်ရီဂျိုနီကစပြီးဒေါက်တာမင်းမြတ်မောင်ရဲ့ဆိုင်ကယ်တန်းကိုကြားတာနဲ့ပုံရှောင်နေတယ် နေ့လေရှောင်းနေညလေရှောင်းနေဒေါက်တာမင်းမျက်မှောင်မှာစဉ်းစားမိသွားရီမိမိချစ်သူမနီကဘားကြောင့်မြောင်ရှောင်းပုံးနေတလဲဆိုတဲ့အဖြစ်ကိုရှင်းရှင်းလင်းလင်းသိလို့ရီညာရှင်းနိုင်ခွဲတာနဲ့ဒေါက်တာမင်းမျက်မှောင်ရဲ့ဆိုင်ကေတန်ကူကြားရရီမနီတိရီသူမချစ်တဲ့မောင်ပြန်သွားပြီဆိုတာတွက်စားမိရီ သို့တော့ဒေါက်တာမင်းမြတ်မောင်ဆိုတာကကျူပင်ခုတ်ပြီးကျူပြာရက်ကဘဝရက်တီရေးကိုပညာမဲ့တီဆောက်နေသူမဟုတ်တက္ကသိုလ်ဝန်တန်းကိုဂုံထူး၅ဘာသားနဲ့အောင်မြင်ခဲ့ပြီးစီးတက္ကသိုလ်မှာဘွဲယူကဆရာဝန်ဖြစ်ခဲ့သူ လူပညာတတ်တဦးဖြစ်သည့်မာနီတွဆသလိုဒေါက်တာမင်းမြတ်မောင်ရင်ဆိုင်ကေကိုလမ်းတနေရာမှာထိုးရက်ခဲ့ပြီးအတန်တိတ်ချင်းချင်းလျှောက်ခါမာနီအိမ်ကိုပြန်လာခဲ့သည့်မာနီမှာချစ်သူကိုမချစ်လို့ဆွန့်လွတ်ခဲ့သူမဟုတ်ချစ်ရတဲ့အသေးနာနာရင်နာနာနဲ့ဆွန့်လွတ်ခဲ့သူသာဖြစ်တော့ပုံရှောင်နေရာမှာဆိုင်ကေတန်ပြောက်သွားတာနဲ့အိမ်ရှိပုံနာခွေလေးကိုမှီပြီးမျက်ရည်ထွေထွေကြာစင်းကမှီပြီးတော့ထိုင်နေသည့်မာနီ ဒေါက်တာမင်းမြတ်မောင်ရေခေါ်တန်ကြတာနဲ့မားနေမှာနှွေကောင်းကောင်းမိုးကြီးအပြည့်ခံရသူလားတုံလှုပ်တော်ရီခြောက်ချတော်ရီမောင်ဒေါက်တာမင်းမြတ်မောင်ရေမျက်နှာမှာမကြီးတဲ့အပြုံးတပွင်တိတိတသာပွင့်ရင်မောင်ကိုဘလို့ဖြစ်လို့ရှောင်နေတာလဲမားနေမောင်ကို မချစ်တော့ဘူးလားလက်မထက်ချင်တော့ဘူးလားဟုတ်တယ်မားနေရှင့်ရှင့်ကိုလက်မထက်နိုင်တော့ဘူးချစ်လဲမချစ်ဘူး မချစ်ဘူးဆိုရမနီအန်ကိုတင်းတင်းကြိတ်ခါစိတ်ကိုမန်သွင်းပြီးအန်ကြိတ်ခါပြောပြီးမေဝါနေတန်နှောနေတဲ့သူမတန်ကို ဖုံးခွယ်လို့မကြပြီမနီမင်းဘာဖြစ်နေတာလဲငါမှဘာပြည့်ရှိလို့လဲရှင့်မှာဘာပြည့်ရှိရှိမရှိရှိ ရှင့်ကိုအချစ်လဲမချစ်ဘူးလက်လဲမထမ်းနိုင်ဘူးရှင့်ရှင့်သွားပါတော့ကျွန်တော်သွားပါတော့မေမနီကျွန်တော်ဘဝမှာအချစ်ဆုံးအမြတ်နိုးဆုံးမိမကိုလက်ညှိုးထိုးပြပါဆိုရင် မာနီကိုပဲကျွန်တော်လက်ညှိုးထိုးပြမှာပါဗျာဒါပေမဲ့ ဒေါက်တာမင်းမြတ်မောင်စကားဆုံးအောင်တော့ပြောမသွားပြီ။မာနီရဲ့ရှေ့ကနေဂျာကနေလှည့်ထွက်သွားပြီ။ဒေါက်တာမင်းမြတ်မောင်ကမာနီရဲ့ရှေ့ကထွက်ခွာသွားတာနဲ့မာနီမှာကျုံပွဲချငိုပြီ။မာနီရဲ့မိခင်မျက်မမြင်အဖွားအုပ်ကြီးမှတမိတွေယူကျုံမရဖြစ်ပြီးသူကိုယ်တိုင်မာနီရဲ့အနာကိုလာငိုပြီ။ဒေါက်တာမင်းမြတ်မောင်မှလည်းဝါဒီယောရွာကြီးမှဈေးကန်ဖွင့်လှစ်ထားခြင်းအလုပ်ကိုပိတ်ပစ်ပြီးဤရွာချင်းကိုရောက်လာခြင်းမရှိတော့ပြီ။ သို့တော့လိန်ကုံးရွာသားအောင်မောင်းကတော့မာနီရဲ့အခြေအနေကိုကြည့်တယ်။မာနီနဲ့ပတ်သက်တဲ့ဇီယာဝင်ရဲ့အခြေအနေကိုအကဲခတ်တယ်။သို့တော့မာနီရဲ့ဇီယာဝင်မှာဝါတရွာရွာကြီးမှာပြောင်းရွှေ့သွားကြောင်းသိပြီးမာနီအတွက်စိတ်အေးသွားတော့တယ်။ ထိုအချိန်မှာပဲမာနီကအိမ်နောက်ဖက်ကြီးမဦးပင်ကြီးမှာသူ့ကိုယ်သူကျိုးဆွဲချပြီးတက်တည်လိုက်တော်ရီဒီရွာလုံးမေးအုံအုံကြွကြွတရင်ကြီးတော်ရီမာနီရဲ့ကျိုးဆွဲချသီးဆုံးမှုကိုဒီရွာလုံးနှီးပါလာကြည့်ရီမာနီရဲ့အလောင်းကိုစီးယုံပူရီရင်ခွဲစစ်စည်းရန်ရင်းများကစီးယုံစီယာဝင်ထံကိုအကြောင်းကြားရီ အဲ့ဒီချိန်မှာ မာနီမှာ၃လရွယ်တရေသားကိုလွေထားရကြောင်းသိရတော်ရီမာနီကိုစော်ကားဖြက်စည်းသူကဘတ်သူလေးအောင်မောင်းရဲ့အပေါင်းသင်းတို့မှာမာနီတည်ဆုံးရခြင်းအကြောင်းရင်းစင်းမြစ်ကိုသိသည့်မာနီတည်ဆုံးပြီးခုနှစ်ရက်မပြည့်မီမှာပဲအစိမ့်သည်တရေမောက်၍ဇာတိကပြတော်ရီတညာမာနီတို့အိမ်နောက်ပြီးမာနီကျိုးသွဲချတည်ဆုံးခဲ့တဲ့မအူပင်ကြီးအနီးကဖြတ်ပြီး အောင်မောင်ရဲ့အယက်သမားတငယ်ချင်း၃ယောက်ပြန်လာကြတယ်။အဲ့ဒီမှာအောင်မောင်ရဲ့တငယ်ချင်း၃ယောက်တို့မှာမအူပင်ကြီးမှာကျိုးသေးချတီးဆုံနေတဲ့ဘာနီရဲ့ခန္ဓာကိုယ်ကြီးမှာရှာကြီးတွဲလောင်းကြကမျက်လုံးပြူထွက်နေတဲ့အစိမ့်သေးမှမာနီကိုမြင်တွေ့ရတော့နာရလန့်တိုင်းလှည့်ပြန်ပြေးကြတော့တယ်။မာနီရဲ့စိတ်တရံမှာမာနီကိုစော်ကားဖြစ်စေခဲ့တဲ့အောင်မောင်ကို မုန်တီးနာကြည့်မှုအစွဲလန်းဒေါသများ မန်းနီရဲ့ဘဝတသက်တာမှာအခြေဦးဖြစ်တယ်လို့အခြေဆုံးလေးဖြစ်ခဲ့တဲ့ဒေါက်တာမင်းမြတ်မောင်နဲ့တေခွဲမခွဲပြီးရှင်ခွဲခွဲပြီးစိတ်တန်ရာရကအသေးခွဲဝေဒနာကိုခံစားရတော့မခံစားနိုင်တဲ့အစုံကျူးဆွဲချတည်ဆုံးလိုက်ခြင်းဖြစ်တော်ရီ ကျေးဇူးနဲ့ကြွေကွင်းရခြင်းဆိုတဲ့တောကများဒေါသနဲ့တောကပေါင်းဆက်ကကျိုးစဲချတည်ဆုံးခရရီမာနီကအစိမ့်တီမဖြစ်ပြီး မကြွမလွတ်ဖြစ်က30တပုံမှကျင်းလေရပြန်သည် မာနီကျင်းလေရတဲ့ဘဝကတရေမှဘဝတညမောင်ရီဖြိုးပြနေဝင်ရီတယောကာလ လာစုံရက်ပြီးပြီးမောင်ရီတန်းလာတာနဲ့အာဃာလညရဲ့တရုတ်ကပြီးပြင်လာ ರಿ တိုင်းရင်စည်းစရာကြီးဥအောင်ဗလာတယောက်တရာကြီးကြီးရွာမှာစီကူးတပြီးလမ်းလျှောက်ပြန်လာ ರಿ ပြန်လာတဲ့လမ်းမှာလေဝါတရရွာမြောက်ပြောက်အစိုးရတေလုံးပုံကြီးနားမှာပြတ်လျှောက်ခါပြန်လာခြင်းဖြစ်သည်ဥအောင်ဗလာနေတူရုမှာမင်းကလေးတယောက်ကလမ်းလျှောက်နေသည်တိုင်ရင်သမားတော်ကြီးဥအောင်ဗလာမှာဒုမိမနဲ့မျက်နှာချင်းဆိုင်လမ်းလျှောက်လာရမှာအနီးကိုရောက်တာနဲ့ဒုမိမကိုအမတ်တမိကြီးလိုက်မိသည်ဟင်ဥအောင်ဗလာရဲ့ဥတွေအသေးတွေပြောင်းမြန်လန်းသွားသလားလို့ထင်လိုက်ရသည်ဥအောင်ဗလာတွေးလိုက်ရသူက ဝါတရရွာသူအစိမ့်တီမတရဲမမနီဖြစ်နေတာကြောင့်ဖြစ်သည့်ဥအောင်ဗလာမအပြေတစ်ပိုင်းနဲ့အတန်ထွက်မအော်မိုံသာရှိတော်ရီတုတ်ချီတင်ထွက်ပြေးခဲ့သည့်အစိမ့်တီတရဲမမနီရဲ့ရှာကြီးတွဲလောင်းနဲ့လှဲ့ကြည့်လိုက်တော့မျက်လုံးပြူးပြူးကြီးနှလုံးကဥအောင်ဗလာကိုတော့အကြောက်လွန်ပြီးအပြားတီကလေးတက်ခေရရီတရွာလုံးလေတရဲမရဲ့တရင်ကကြီးမာလာရီ အဆွေလန်းဆိုတာကအဝိဇ္ဇာနဲ့တဏှာဆိုရေရေတောင်မြင့်နှစ်ချောင်းမှ မြေဖြားခံလာခြင်းသာဖြစ်သည့်မိုးကုတ်စရာတော်ကြီးဥဝိမလမှတန်တရာရဲ့အစားကဝိဇ္ဇာနဲ့တဏှာသာဖြစ်တယ်လို့ဆိုမိန်နေဒီလိုနဲ့မဏိအစိမ့်သေးတဲ့မှာနေလိန်ကုံးရွာသားအောင်မောင်းတို့ဆုံတွေ့ခဲ့သည့်အဲ့ညကအောင်မောင်းကအရက်သမားထန်းရီသမားပြီးပြီးနေလေပိုင်းမှာဝါတရွာရွာမှာတငယ်ချင်းများနဲ့ကြက်တိုက်သည့် ကြက်ပွဲနိုင်ခဲ့တော့အရက်တော့အောင်ပွေးခံသည့်အဲ့ဒီမှာညနေသွားသည့်ည9နာရီကျော်ကျော်10နာရီနီးပါးမှာအရက်လေးထွေထွေထန်းရီမူမူနဲ့ရွာမြောက်ပြားလမ်းကောင်းရဘက်မှာစပိန်လေးနင်းပြီးပြန်လာရောက်တိုင်းရင်စည်းစရာကြီးအောင်ဗလာကိုအစင်းသည့်တရေမှာမနီ6လမ်းနဲ့နေရာအကြောင်းမှာပြီးမင်းကလေးတယောက်မကြီးပင်များပတ်လေဝိုင်းနေတဲ့ရေကန်ဆက်မှာတယောက်ထဲတက်လာခဲ့အောင်မောင်းကလေးမဆိုရင်ခြေမလက်မတော်မှလက်သေးလေးဆိုပြီးမြန်နူး းတက်သူပြီးပြီးရေကန်းဆက်မှာတက်လာတဲ့မိန်းကလေးကို စပိန်လေးရက်ပြီးကြည်နေမိတဲ့ရေကန်းဆက်မှာတက်လာတဲ့မိန်းကလေးကလည်းလင်ကုံးရွာသားအောင်မောင်းတန်ကိုတဲတဲပဲလာရီခေါင်းမှာမှွေးဘွားတပတ်အပြာရောင်လေးခြုံထားရီ အောင်မောင်းကသဘောကြကြီးကြနေပြီဖြစ်သည့်စားရကန်ကြုံလို့မုတ်စိတ်ပြားဆွဲတာလို့တွေးပြီးတကူတဲ့ကြိတ်ပြီးပြုံးမိသည့်ရေကန်ထဲကတက်လာတဲ့မိန်းကလေးမှအယံမောင်းမြင်မာသည့်ကိုလုံးကိုပေါတောင်တင်းပြပြသည့်လာတာတော်လေအမောင်ရိပ်ဖြူးဖြူးဖြားဖြားကြနေတော့မျက်နာကိုတော့တဲတဲကွဲကွဲမမြင်ရဖြစ်ပြီးဘသူဘဲဝါဆိုတာကိုခံမှန်းလို့မရခြင်းလေဖြစ်သည့် အောင်မောင်းအနီးကိုရောက်ခဲ့ပြီဖြစ်သည့်အောင်မောင်းမှာစားနေကြကြောင်ပါပြီးပြီးအနားကိုရောက်လာတာနဲ့ကျင်နာတန်အပြေးဝါနေမိသည်ညီမလေးဘယ်တော့မလို့လဲအောင်မောင်းရဲ့အမေစကားကြောင့်တပတ်အပြာလေးကို သူ့ရဲ့လက်နဲ့ဆွဲချလိုက်သည့် အောင်မောင်းမြင်တွေ့လဲရတဲ့မြင်ကွင်းကမျက်လုံးကြီးနှလုံးအစုံလိုက်မျက်ဝန်းအပြင်ဘက်ကိုပြွထွန်နေတဲ့မာနီရှားကြီးတစ်ချောင်းလုံးတပေနီးပါးကန်ရောကြထွက်နေတဲ့တရေမမာနီမအူပင်မှာကျိုးစဲချတည်ဆုံးခဲ့ရတဲ့အောင်မောင်းဖြစ်စီစော်ကားခဲ့တဲ့မာနီအစိမ့်သေးမအောင်မောင်းမှာကြောက်လွန်လွန်တော့စီးလာတဲ့စပင်းကို မကင်နိုင်တော့စပင်းလေးကို လက်ကလွတ်ကြပြီးမြေပေါ်ကိုလဲကျသွားတယ် တရဲမမနီမှာအောင်မောင်းအနီကိုပို့ပြီးတော့တိုးကက်တိပြူထွန်နေတဲ့မျက်လုံးကြီးနှလုံးနဲ့တရဲမမနီနဲ့အောင်မောင်းရဲ့မျက်နာချင်းနီးကက်လူနီးကက်ခင်မှာပြီးအောင်မောင်းမှာကြည်ရင်ကြည်ရင်နဲ့အကြောက်လွန်ပြီးအကြီးတို့ဝေဝါလာတိလက်တို့တဆက်ဆက်တုံလာတိပြီးတော့အောင်မောင်းကမဟာပထဝီမြေကြီးပေါ်ကိုဘုံဘုံလေးပြူကြသွားတော်တိ နောက်တနေ့နေထွက်ချိန်မှာတော့တေဆုံနေတဲ့အောင်မောင်းရဲ့အလောင်းကောင်ကြီးကိုဝါတရရွာသူရွာသားအလုံးမြင်တွေ့လိုက်ရရတိတန်ပါကံဇနီတိဆိုရဲဒူတော့အကျိုးကို အောင်မောင်းခံစားရခြင်းဖြစ်တော်ရိစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။ဒါစင်အားပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရီ။အခုလိုစိတ်ဝင်စားဖွယ်ဇလန်းများကို တင်ဆက်ပြီးတဲ့ကျမရဲ့လာပြည်ညာ channel ကိုလည်း subscribe လေးနှိပ်ထားကြပြီးဖို့ကြောင်းဆိုပေးရစီရှင်။